ချစ်ခင်ရပါသောမိတ်ဆွေများကျွန်တို့တို့သည်နေ့စဉ်နှင့်အမျှသတင်းချက်လက်များနှင့်စုညံတန်များဖြင့်ဝိုင်းရံထားသောဘဝတွင်နေထိုင်နေရပါသည်ကျွန်တို့တို့ဖုံးများကိုဖွင့်လိုက်သောအခါသတင်းများကြော်ညာများနှင့်မရေမတွက်နိုင်သောအသည့်ပေးချက်များသည်အဆက်မပြတ်ဝင်ရောက်လာပြီးလူမှုကွန်ရက်များသည်ကျွန်တို့တို့ကိုမရေမတွက်နိုင်သောအမြင်များနှင့်စိတ်ခံစားမှုများဖြင့်တုံ့လုပ်စေပါသည်ဤသို့သောရှုပ်ထွေးပွေလီသောကဘာတွင်ကျွန်တို့တို့သည်တစ်ခါတည်းရည်မြည်သည်ကမှန်ကန်သည့်မြည်သည့်နေရာသို့သွားရမည်ကိုမသိပဲလန်း ြောက်နေတတ်ပါသည်တရေလာဘုရင်ဒါဝိဒ်သည်စစ်ပွဲများကြာရှုံးမှုများနှင့်အောင်မြင်မှုများစွာကိုဖြတ်တန်းခဲ့ရတော့လေသူ၏နောက်ဆုံးချိန်များတွင်သူ၏ပညာရှိမှုသို့မဟုတ်အတွေ့အကြုံများကိုဂုဏ်ယူစွာပြောဆိုခြင်းမပြုခဲ့ဘဲဖျားသခင်၏နှုတ်ကပတ်တော်သာသူ့ကိုလမ်းပြခဲ့သည်ဟုဝန်ခံခဲ့သည်ထာဝရဖျား၏ဝိညာဉ်တော်သည်ကျွန်ုပ်မှတစ်ဆင့်မိန့်တော်မူသည်သူ၏နှုတ်ကပတ်တော်သည်ကျွန်ုပ်၏ရှာဖော်ရင်းရှိခဲ့သည်နှစ်ရာဇဝင်ကျုံ23တဲနှစ်ဤနေရာတွင်နှုတ်ကပတ်တော်ဟူသောဟေပြဲစကလုံးဒါပါသည်ဖျားသခင်၏ဗျာဒိတ်တော် ရက်တော်များနှင့်ဂရိတော်များကိုအကျုံးဝင်တော်လေးနဲ့ပြီးအသက်ဝင်သောစကလုံးဖြစ်သည်။ဒါဝိဒ်သည်သူ၏တသက်တာလုံးတွင်ဖျားသခင်၏နှုတ်ကပတ်တော်သည်သူအားစစ်မှန်သောလမ်းညွှန်မှုနှင့်အသက်ပေးခဲ့သည်ဟုယုံကြည်ခဲ့သည်။ 土葬，哎、一年开多少钱？你猜你多？这么多一桌，便宜的便宜，六百多的，你得一天百十的，嗯、你这么多的。里面说养的你多，干嘛的？<lands. S 2> 的你猜你也多嘞？便宜的便宜，六百多的。一千加六个，就弄到没养的多，他妈的二片，稀泥巴的，图片，便宜的便宜，六百多的。耶稣开一撇，路上的坑有约这么多程度要拉开的，约翰的一生来源，一度受他的，六百多的，路上的坑有约，交多来源你参加的，耶稣的，便宜的便宜。 နှုတ်ကပတ်တော်ကိုပို့ဆောင်ပေးသူတဦးသာမဟုတ်သူသည်ဤကဘာမြေပေါ်သို့ရောက်လာသောဖရာသခင်ဤနှုတ်ကပတ်တော်ပင်ဖြစ်ပြီးဖရာသခင်ဤအလိုတော်ကိုကျွန်ုပ်တို့အားပြသပြီးထိုနှုတ်ကပတ်တော်အတိုင်းနေစဉ်ဘဝတွင်နေထိုင်ရန်အဓိပ္ပာယ်ကိုတရုပ်ပြခဲ့သည်ယခုပင်တန်ရှင်းသောဝိညာဉ်တော်အဖြစ်သူသည်ထိုနှုတ်ကပတ်တော်ကိုကျွန်ုပ်တို့ဤနှလုံးသားထဲတွင်တိတ်ဆိတ်စွာသို့သောရှင်းလင်းစွာမှတ်တမ်းတင်ထားပြီးကျွန်ုပ်တို့ရှောက်လန်းရမည်လမ်းကိုညွှန်ပြပေးပါသည် 七天也白多，没睡眠，一股沉闷。弟弟小亏念的啦，弟弟念也多大也迷，弟弟个越吃也迷苏的，送去城也念，勇敢念也的啦。七月，土豆皮念爸爸，皮也的肯一，我搞不到吃到，也小亏写完，一滴人只某等过皮考八的，也小的只某多个刚中到两多，也无上班，小亏母娘家软病，念的亲的，五弟也个被罚的，一年月，也小妈的生，是满到两过下回被用几针片，偷两过下。 နှမ်းကြပါစို့ယေရှုခရစ်တွင်ဖိယသခင်၏နှုတ်ကပတ်တော်သည်ကျွန်တို့၏ဘဝအတွက်မီးအိမ်ဖြစ်လာပါသည်ယနေ့ထိုနှုတ်ကပတ်တော်ကိုခိုင်မြဲစွာဆုပ်ကိုင်ထားပြီးဤဤလမ်းကိုတိတ်ဆိတ်စွာလိုက်လျှောက်ပါဖိယသခင်သည်ကျွန်တို့ကိုတေချာပေါက်ကောင်းကြီးပေးသောလမ်းသို့ဦးဆောင်ပေးမည်ဖြစ်သည်